ရှောင်းမီ Redmi ဖုန်းတွေကင်ပြီးတော့ notification bar ကိုအခုလိုမျိုးလေးအပေါ်ကနေဆွေးရှာနေတုံးမဲမလားအခုလိုမျိုးလေးဆွေးရှာလို့ရတယ်ဆိုတာဝတ်သိပြီးပြီလားဒီဒီဆိုရင်ကျွန်တော်ဒီ video file လေးမှာပြပပေးပါမယ် okay မသိတဲ့လူတွေအတွက်ကကျွန်တော်ကျွန်တော်တို့ဒီ notification bar လေးကိုအခုလိုမျိုးဆွေးရှာနေတယ်ဆိုလို့ချင်းအဲကျွန်တော်တို့က setting ထဲကိုဝင်မယ် setting ထဲမှာကျွန်တော်တို့ဒီမှာ home screen ဆိုတာရှိရပါတော့ home screen တွေကိုကျွန်တော်ဝင်ပြလိုက်မယ် ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ sweet app on the home screen ပေါ့နော် do open shazam လေးရှိပါတယ်ဒီကောင်းလေးကိုကျွန်တော်တို့ကဖွင့်ထားပေးလိုက်ပေါ့နော် account လေးဖွင့်ထားပေးလိုက် account လေးကိုဖွင့်ထားပေးလိုက်မယ်ဆိုလို့ချင်းကျွန်တော်တို့က notification bar ပေါ့ဗျာအထားကြကြပေါ့နော်ခုလိုမျိုးလေးအဲအဲ့လိုမျိုးအဲဆွဲရှာလို့ရတယ်ပေါ့နော် ဟိုအရင်တုန်းကလည်းမျိုးကျွန်တော်တို့ဒီအပေါ်ကိုသွားပြီးတော့တကူးတကဗျာကျွန်တော်တို့ဒီအောက်မှာအဲစာရိုက်နေရင်းနဲ့သိရမလားအဲ့လိုမျိုးလေးအဲဆိုရှယ်လိုက်ရယူပါတော့ဟိုကျွန်တော်တို့ဒီအပေါ်လေးကိုသွားပြီးတော့ကျွန်တော်လည်းအကျင့်ပါနေပေါ့နော်ဒီလိုမျိုးဆွေးချလို့ရပြီဆိုပေမဲ့လည်းအဲ့လိုမျိုးလက်ကဒီဘောဒီကိုတော်တော်ဆွဲနေတာပေါ့နော်အဲ့လိုမျိုးအကျင့် Okay Redmi Xiaomi phone နဲ့ကိုင်းနေဆိုရင်တော့အခုလိုမျိုးလေးနေဒီဘာကိုဆွေးချလို့ရပါပြီအားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ